ရင်းနှင်းစရာဇလန်းများနဲ့အမေချင်းပရိသတ်တို့ကိုအခုပြောပြပေးမယ့်အကြောင်းအရာလေးကတော့နှုတ်ချမ်းရှာချမ်းအမေချမ်းနတ်စိမ်းကြောင်းပဲဖြစ်ပါသည်မြမရိုးရာနတ်စင်လာရဗမာလူမျိုးတွေကနတ်ကိုကိုွယ်ချင်းကိုတဝင်ယုံကြည်ကြပါသည်အလို့ကိုဝယ်ယုံကြည်ကြကြောင့်လဲအမေချမ်းကနမည်ကြီးလာခဲ့တာပဲဖြစ်ပါသည်အမေချမ်းရဲ့ဆက်ကြောင်းကိုပြောရမယ်ဆိုရင်သူ့ရဲ့အယောက်ျားဖြစ်သူတခိုးကြီးငတက်ပြားရဲ့ဇလန်းကိုစပြောရပါလိမ့်မယ်တခိုးကြီးငတက်ပြားဟာမိဘမဲ့တယောက်ဖြစ်ပါတယ် စွန့်ပြေခံထားရလို့ဘုံကြီးတအုပ်ကတနာသဖြင့်ကောက်ယူမွေးစားခဲ့တာပါငယ်စဉ်ကတည်းကချစ်မွေးပါတဲ့ကလေးဖြစ်တာကြောင့်အဖကြီးဖုံးဖုံးကအယံကုန်မှချစ်ရှာပါတယ်ထာဝရမဲ့ငတ်တက်ပြားလေးဟာမိဘမဲ့ဖြစ်တာကြောင့်ကလေးတွေကြားထဲမှာခွဲခြားခြင်းကိုခံခဲ့ရပါတယ်အားအတွက်ကြောင့်အဖကြီးဖုံးကြီးဟာစိတ်မကောင်းဖြစ်ပြီးတော့ငတ်တက်ပြားလေးကိုယောက်ျားတို့တက်အပ်တဲ့ပညာမှန်သမျှကိုအနိုင်ကျင့်မခံရလေအောင်တင်ပေးခဲ့ပါတယ်ငတ်တက်ပြားလေးဟာလူပြိုပေါ်ဝင်လာပြီးဆိုတော့ ဘာကြီးဖုံးကြီးဟာရှေးရဲအတွက်စိတ်ပူပေးစာတာကိုစစ်ကြည့်ခဲ့ပါရီအဲ့မှာပဲအားသင်းစာတစ်ခုကို တွေ့ရှိခဲ့ပါရီအဲ့ဒါကတော့ငတ်တက်ပြားလေးဟာစောရနကနဲ့မွေးဖွားလာတာဖြစ်လို့ကြီးလာရင်တော့ကျင်းသေးပါသူများပစ္စည်းကိုမှတက်မတ်တဲ့တခိုးဖြစ်တော့မှာပါငတ်တက်ပြားလေးမွေးတဲ့ချိန်ကလေဒစာမုံလာပြင်းနေတကောင်းရန်ချိန်မှာပါဒီလိုနဲ့ဘာကြီးဖုံးကြီးဟာဇာတာစစ်ပြီးရဲ့အချိန်မှာစိတ်မပျော်ရွှင်ဖြစ်နေခဲ့ပါတော့တယ် သူချစ်တဲ့ငတဲ့ပြားလေးဟာတခိုးဖြစ်လာမှကိုမိဘတယောက်နေနဲ့မပြောနေခဲ့ပါဘူးဒီလိုနဲ့ဆုံးဖြတ်ချက်တစ်ခုကိုခြာခဲ့ပါတော့တယ်အဲ့ဒါကတော့ငတဲ့ပြားလေးကိုအမှန်တိုင်းပြောပြပြီးတော့ပေါင်မစီရင်ထားတဲ့အဆောင်ကိုရေထိုးပေးခဲ့တာပါအဲ့ဒါကတော့ကြောင်ပြန်စီရင်မေးဖြစ်ပါတယ်ငတဲ့ပြားလေးဟာကြောင်ပြန်စီရင်တခုကြောင့်ကြောင်တကိုးစားလောက်ထွက်လို့ရတဲ့အပေါက်မှန်သမျှကိုလှင်ပြန်စွာဝင်တိုးနိုင်ပါတယ်အဲ့ဒါပြီးငပြောရဲ့ပေါ်မှာပါအဲ့လိုတောင်မှရှားသေးတယ်လို့ပြောစမှတ်ရှိကြပါတယ်ဒီလိုနဲ့ငတက်ပြားလေးဟာ လက်စားတဲ့မင်းမှုတန်းတွေစီကနေခိုးယူပြီးတော့စင်းရဲသားတွေကိုပြက်လေစွန့်ချိပေးခဲ့တဲ့ပခိုးကြီးတယောက်ဖြစ်လာပါတော့ရီတတိယမှာတော့တတိယကြီးတယောက်ရဲ့အိမ်ကိုဝင်းခိုးရမချမ်းသာခေါ်အမေချမ်းနဲ့ဖူးစာဆောင်ခဲ့ပါရီအမေချမ်းအားတတိယကြီးရဲ့သမီးတယောက်ဖြစ်ပေမဲ့သူ့ဖေရဲ့လောက်ရက်တွေကိုမနစ်မြိုပဲနဲ့ငတက်ပြားရဲ့လောက်ရက်တွေကိုသာအားကြနေတဲ့သူတယောက်ဖြစ်ပါရီ ီလိုနဲ့တခိုးကြီးငတက်ပြားနဲ့အမေချမ်းတို့နှစ်ဦးသဘောတူပေါင်းသိနေထိုင်ခဲ့ကြပါရယ်အမေချမ်းရဲ့အဖေဖြစ်သူတတိကြီးကတော့သဘောမတူနိုင်လို့သမီးဖြစ်ကနေစွန့်လွှတ်ခဲ့ပါရယ်အမေချမ်းကလည်းယောက်ျားမျက်နှာတကပါလုပ်ပြီးတော့ကောက်ကောက်ပါအောင်ကိုလိုက်သွားခဲ့ပါရယ်မိဘနဲ့နေရတာနဲ့မတူတာမလို့အမေချမ်းကအရှင်ကားအင့်တွေပျောက်ကွယ်သွားပါတော့တယ်ယောက်ျားဖြစ်သူကရလာသမျှကိုလှုပ်ပြတာကြောင့်သူတို့နှစ်ယောက်စားတော့ဖို့ကိုအမေချမ်းကပဲရှာဖွေရပါရယ်အဲ့ဒါပြင်ငတဲ့ပြားအတွက်ပြန်လာတိုင်းအမြဲလိုလိုထရေကလေးပါဆွဲလာတတ်ပါသေးတယ် သူကိုယ်တိုင်လည်းအလုတ်ကလေးကပင်မဲ့တော့ထရေလေးတများများနဲ့နှုတ်ကျန်းရှာချမ်းကြီးကိုဖြစ်လို့လာပါရည်ဒီလိုနဲ့ကံကြမ္မာအလေပြောင်းတွေကငတက်ပြားကိုဘရင် ဖြစ်သူဟာအမိဖမ်းနိုင်ခဲ့ပါရည်မိသွားတဲ့အခါမှာတော့ဘရင်ဖြစ်သူဟာငတက်ပြားရဲ့စည်ရင်းစေတနာကိုတိမဲ့ပြူတဲ့အနေနဲ့တနာညာတာသောအပြင်ပြစ်ဒဏ်ကိုလျှော့ပေါခဲ့ပါရည်နေတွင်မှာဘန္နာဆိုးဖြစ်လှုပ်ဆောင်စေခဲ့ရာငတက်ပြားဟာမောင်းမများစွာဖြင့်စီးစင်ပြေကိုခန်းစားရင်းပျော်မွေ့နေခဲ့ပါရည်သူရဲ့ဇနီးဖြစ်သူအမေချမ်းကိုလည်းမိနေခဲ့ပါတော့တယ် ဒီလိုနဲ့မျောရတဲ့သူကမောလာတော့အမေချမ်းဟာသူကိုယ်တိုင်ပဲလျှောက်ကြားရှိရာနန်းတော်တွင်သို့ရောက်လာခဲ့ပါရီ။လာစင်လမ်းမှာဘရင်တန်နေကြုံပြီးတော့ရှေ့ကနေဖြစ်ရှောက်မိရတဲ့အတွက်တားဆီးခြင်းကိုခံရပါတော့ရီ။အမေချမ်းကလည်းထမ်းရင်မူးနေတဲ့အတွက်ဘရင်တက်ကိုရိုင်းဆိုင်စွာပြောဆိုခဲ့ပါရီ။အဲ့ဒီပြကြောင့်မင်းအမေချမ်းဟာအသက်ဆုံးရှုံးခဲ့ရပါရီ။အဲ့ချိန်မှာပဲနှစ်စိမ့်ဖြစ်ပြီးတော့အညိုတေးကြီးစွာနဲ့ဘရင်ဖြစ်သူကိုမုန်းတီးတာကြောင့် မောခရေရှားဖြစ်အောင်လို့ဖန်ဆားခဲ့ပါတယ်။ဘယင်ကလည်းသူ့လိုရဲ့အတွက်ပြန်တောင်းမှန်မှသာကြည်အေးသွားခဲ့ပြီးတော့အခုထိတိုင်အမေကျန်းနဲ့ကိုကိုယ်ဝယ်နေကြတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့အနေနဲ့ရောဒီလိုမျိုးအကြောင်းအရာတွေကိုထပ်သိချင်နေဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးပါအောင်ရှင်။